What is the value of x in the linear inequality equality? Minus 3 into 4h minus 8.2 less than minus 11.98x plus 40 into 3 over 4 loops are better. What is the value of x? x is the value of linear inequality. So linear is the value of x. Inequality is the value of x. တော့ဒီပုတ်စာကိုမတွက်ခင်ပုတ်စာရဲ့ပေးထားတာလေးနဲ့ကိုယူရမယ်အဖြေလေးကိုကြည့်လိုက်တဲ့အခါမှာမေးခွန်းကမေးပေးထားတာက40 into 3 over 4ဆိုအပိုင်းကိန်းနဲ့ပေးထားတယ်ဒါပေမဲ့အဖြေမှာကြတော့ decimal နဲ့ဒသမလေးနဲ့ပေးထားတယ်ဒါဆိုတစ်ချက်ကိုသိရမှာဒီအော်အောက်မှာအဖြေကဒသမလေးနဲ့ယူရမှာဒါဆိုရင်ငါတို့တွက်တုံးတဲ့ကပေးထားတဲ့အပိုင်းကိန်းကိုဒသမပြောင်းရမယ်လို့သိရမယ်ပေါ့နော် အဲ့တော့တို့သမီးတို့ဒီပု္ပ္ပာသူဘာတောင်းထားလဲဆိုကလေးတွေစီကနေအပိုင်းကဲကနေတသမကိန်ပြောင်းတတ်သလားဆိုတော့သူတောင်းထားတယ်။ Okay ဒါဆိုဒီပု္ပ္ပာလေးကိုဆက်ကြည့်ရအောင်။ဒီ -3 လေးကဒီကွန်းလေးကိုဝင်ပြောင်းတဲ့အခါမှာ -3 နဲ့4နဲ့ပြောင်းတဲ့အခါမှာ -12x -12x -8.2 နဲ့ minus 3နဲ့ minus 8.2နဲ့မြောက်တဲ့အတွက် black တော့ဒီ3 4 6 3 8 4 24 24.6တော့ဒီနေရာလေးမှာ24.6တတ်တမလေးပါပါတယ်တော့ဒီ4.6သူမှာ less than ဒါလေးရတော့ဘာမှမလုပ်ဘူးတချေတော့ minus 11.98 x ဒီချက်ခုနပြောလိုက်တဲ့ ဒီမှာပေးထားတဲ့အပိုင်းကိန်းလေးကိုတသမလေးပြောင်းပေးရမယ်လို့ပြောလိုက်တယ်40ကတော့ဒီတိုင်းပဲထားလိုက်မယ်40အဲ့တော့3ကိုဟွာ4 3ကို4နဲ့စားလိုက်တော့ဒီချေလို့ဘယ်လောက်ရဆိုရင်7.5ရတယ်အဲ့တော့ဒါဆို40.75 Okay ဒီပုံစံလေးကိုဆက်ပြီးတော့ရှင်းရအောင် x တူတစ်ဖက်သေးကိုဆူလိုက်မယ်အဲ့တော့ဒီဘက်မှာပါရှိတယ်ဆိုရင် -12x ရှိတယ်ဒီဘက်က -11.98 ဒီဘက်ရွှေ့တဲ့အခါမှာ black 11.98ရပါတယ် less than ဒီဘက်မှာကြံခဲ့တာဒီ40.75ဟောဒီဘက်က +24.6 ဒီဘက်ရှိရင် minus 24.6ဆိုဖြစ်သွားတယ် okay အဲ့ဒီညမှာတတို့တမီတို့တချို့တို့ဒီ minus 12.8နဲ့ +11.98 တွေကိုရှင်းတော့မယ်အဲ့တော့ရှင်းတဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်ဒီမှာကဒီမှာရှိတဲ့ ထဲမှာအနှုတ်ကအများနေတယ်အဲ့ဒါလေးကမှားတတ်တယ်ဒီမှာ minus တွဲဒါဆိုဒီချက်နောက်ကဒသမနှလုံးရှိတယ်သူ့ကိုသုံးရနှလုံးထည့်လိုက်မယ်ဒီက11.98လေးထည့်လိုက်မယ်သူ့ကိုနှုတ်လိုက်တဲ့အခါမှာဒီဟာက2ဒါက0 0.02ဒီမှာအနှုတ်ကအများအတွက်အနှုတ်ကလေးပါတယ်ပေါ့နော်အဲ့တော့ဆိုလို့ရှိရင်ဒီချေတို့ရထားမယ်အဖြေလေးပါရမလဲဆိုရင်ကျပြလိုက်အောင်မယ်။အော်ဒီဘက်က -0.02 0.02x less than ဒီဘက်မှာလည်းဒီတိုင်းပဲတချို့တို့အဲ40.7 point နဲ့ minus 24.6ဆိုတော့ minus ကများတယ် minus 24.6တကယ်0လေးထည့်လိုက်မယ်ဒီဘက်ကပါရှိတယ်ဆိုလို့ရှိရင်40.7 point နှုတ်လိုက်မယ်ဟောဒါဘယ်လောက်ရလဲဆို point ဒီမှာ point ကျန်တယ် point ထည့်ရ7နှုတ်တော့ဒီမှာ8ဒီမှာ3ကျန်တယ်3ထည့်ရ4နှုတ်လိုက်ရတယ် 3တွေကပုံတော့9ဆိုတော့ဒီချက်တော့အနှုတ်ကများတဲ့အတွက် -9.85 လို့ရသွားတယ်။ Okay အဲ့ဒီနေရာမှာဆက်ကြည့်ရောဒီနေရာမှာចောင်းသားတွေအမှားမှတ်တတ်တဲ့အမှားလေးပေါ့နော်။ဘာမှားတယ်လဲဆိုရင်တချို့ကဒီမညီမြချက်ရဲ့ဘယ်ဘက်မှာလဲ minus ပါတယ်ညာဘက်မှာလဲ minus ပါတယ်ဟိုဘက်နဲ့ဒီဘက်နဲ့ခြေလိုက်မယ်ဆိုပြီးတော့ခြေတက်ကြတယ်ပေါ့နော်တကယ်တော့ဒါခြေလို့မရပါဘူးမညီမြချက်မှာ မညီမြချက်ရဲ့ဘယ်ဘက်နဲ့ညာဘက်မှာရှိတဲ့အနှုတ်လက္ခဏာကိုခြေလို့မရပါဘူး။ဒါဆိုအဲ့ဒီအနှုတ်လက္ခဏာပြောင်းခြင်းဘာလို့ရလဲဆိုရင်နှစ်ဖက်လုံးကို -1 နဲ့မြှောက်ရပါတယ်။ဘယ်ဘက်ကိုလဲ -1 နဲ့မြှောက်မယ်။ညာဘက်ကိုလဲ -1 နဲ့မြှောက်မယ်။အဲ့ဆိုရင် -0.02 ကို -1 နဲ့မြှောက်လိုက်တဲ့အခါမှာ -1 နဲ့ -1 နဲ့မြှောက်တဲ့အတွက် black 0.02x ကိုရသွားတယ်။ Okay ဒီဘက်ကလည်းဒီလိုပဲ။ minus 9.85ကို minus 1နဲ့မြောက်လိုက်မယ်အဲ့ဒါဆိုရင်ဒီဘက်ကလည်း minus ကပါဖြစ်သွားတယ် plus 9.85ရသွားတယ်အဲ့ဒီအခါမှာတာလို့တမီတို့ minus 1နဲ့မြောက်တဲ့အတွက် तू ကပုံစံမှာ less than ပေးထားရင်ဒီချေတို့က greater than ပြောင်းပေးရပါတယ် तू က greater than နဲ့ပေးထားရင်ဒီချေတို့က less than ပြောင်းကို ပြောင်းပေးရပါတယ်နော်အဲ့တော့ဒီစာကြောင်းလေးမှာသားတို့အမိတို့မှားနိုင်တာနှစ်ချက်ရှိပါတယ်တစ်ချက်ကဘာလဲဆိုရင်ဒီမညီမြချက်တွေမှာ ဟိုဘက်ဒီဘက်ပါတဲ့အနှုတ်လက္ခဏာကိုခြေလို့မရပါဘူးဆိုတော့တစ်ချက်သတိထားပါမယ်။နောက်တစ်သတိထားမှာပါလဲဆိုရင်အနှုတ်လက္ခဏာကိုပျောက်ချင်ရင် -1 နဲ့မြောက်သွားပါတယ်။နှစ်ဖက်လုံးကိုမြောက်ရတာဖြစ်ပါတယ်။နှစ်ဖက်လုံးကို -1 နဲ့မြောက်တဲ့အတွက် less than ပေးထားခဲ့ရင်ဒီခြေလို့ကဂရိတ်သားတန်းပြောင်းပြရပါတယ်။အကယ်၍သူကဂရိတ်သားတန်းပေးခဲ့ရင်ဒီခြေလို့ကဘာပြောင်းပြရဆိုရင် less than ကိုပြောင်းဖို့ပြောင်းလို့ပေးရပါတယ်ဆိုတော့အဲ့ဒီစာကြောင်းလေးမှာနှစ်ချက်တာလို့တမီလို့တတိထားဖို့လိုပါတယ် ပထမတစ်ချက်ကမညီမြချက်တွေမှာအနှုတ်လက္ခဏာကိုပဲဒီပဲခြေလို့မရဘူးတစ်ချက်ဒုတိယတစ်ချက်ကအဲ့အနှုတ်လက္ခဏာကိုပျောက်ချင်နေဆိုရင်နှစ်ဖက်လုံးကိုမိုင်းနံဝန်းနဲ့မျှဝတယ်ဆိုတော့တစ်ချက်သတိထားပါမယ်။ Okay ဒါဆိုသူပေးထားတဲ့ less than less than နေတချို့အနှုတ်တင်းနဲ့မျှောက်တဲ့အတွက် character then ပြောင်းသွားပြီ။အဲ့ဒီညမှာသတိထားမပြောင်းမိပဲ ိတော့တည်တယ်တည်ပြီးတော့မိပြီးမပြောင်းမိတာတွေရှိတတ်တယ်เนาะတတိထားပေးမယ်ပြန်စစ်ပေးမယ်ပေါ့เนาะအဲ့တော့တချို့လို x ray ကိုလိုချင်တာဆိုတော့ဒီ0.02လေးကဒီဘက်တုန်းကမြောက်ထားဆိုတော့ဒီဘက်ရှိတော့အစားပေါ့9.85အဲ့တော့တအားတို့တမီတို့ဒါကိုကြတော့ calculator သုံးစားလို့ရတယ်နော် calculator သုံးပြီးစားလို့လည်းရတယ်စားရလွယ်ပါတယ်ဒါသမားကိုကိုကကိုချစားမယ်ဆိုလည်းရပါတယ်အဲ့တော့0.02ကိုဂိမ်းပြေလို့ချင်တော့100နဲ့မြောက်တော့2 9ဘတ်ဒါဆို9.8ဘတ်ကိုလည်း100နဲ့မြောက်တော့နားခံရတဲ့85အဲ့တော့ဒူးနဲ့စားလိုက်တဲ့2 4လီရှင်2 9 48ဆိုတော့ဒီချလို့ ace ရဲ့တန်ဖိုးဒီဘလောက်ရလဲဆိုလို့ရှိရင် ace greater than 492.5ဆိုပြီးရပါတယ်တဲ့ เนาะဒါတော့ကျွန်တော်ရတဲ့အဖြေလေးကိုကြည့်လိုက်ရအောင်ဒီ492.5ပါလားဆိုကြည့်လိုက်တော့ဘာပါတယ်492.5ဒီကျွန်တော်ဘေးမှာတွေ့တယ်ဆိုရင်ဒီမှာတွေ့ပါတယ်ဒါကြောင့်ကျွန်တော်ဒီလေးကိုရွေးပါတယ်โอเค